်မင်္ဂလာပါရှင်ကျမကတော့ချီချိုဆမ်းပါ DPP ရုံးမြန်ချားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးတော့မှာပါ တောင်ကိုရီးယားနိုင်ငံကို EPS နဲ့နဲ့တွားရောက်လုပ်ကင်မှုဆမ်မွဲအောင်မြင်ထားပြီးအလုံရှောက်လှတင်ထားတဲ့အမျိုးသမီးအများအပြားအလုံရှောက်လှတက်တန်ကုံဆုံတဲ့အထိအလုံခန့်ခံရတာမရှိဘူးလို့အလုံရဖို့စောင့်ဆိုင်နေသူတွေစီကသိရပါတယ်။မနစ်ကပြုလုပ်ကျင်းပတဲ့ EPS Topic ဆမ်မွဲမှာဝန်ဆောင်မှုလုပ်ငန်းအမျိုးအစားကိုထည့်သွင်းခဲ့ပြီးတော့အမျိုးသမီးတွေကိုဝင်ရောက်ဖြည့်ဆို့ခွင့်ပေးခဲ့ကမြန်မာနိုင်ငံကနေတောင်ကိုရီးယားနိုင်ငံစီအမျိုးသမီးလုပ်သားတွေပထမဆုံးတွားရောက်လုပ်ကင်ခွင့်ပြုခဲ့တာဖြစ်ပါတယ်။အဲ့ဒီဆမ် မပွဲကိုဝင်ဖြည့်တဲ့အမျိုးသမီးတောင်းနဲ့ချီရှိခဲ့ပြီးတော့အယောက်3000နီးပါးစာမပွဲအောင်မြင်ခဲ့ပေမဲ့အခုချိန်ထိ၄ယောက်လောက်ပဲအလုပ်ရရှိထားတာလို့ဝန်ဆောင်မှုလုပ်ငန်းနဲ့တောင်ကိုရီးယားနိုင်ငံကိုတွားခွင့်ရဖို့စောင့်ဆိုင်နေသူတွေကပြောပါတယ်အဲ့ဒီဝန်ဆောင်မှုလုပ်ငန်းအမျိုးအစားအတွက်ဆမ်မိုဝဲအောင်ထားပြီးအလုံးလျှောက်လွာတင်ထားသူတွေရဲ့လျှောက်လွာတက်တက်မှာဒီဇင်ဘာလမှာကုန်ဆုံးမှာဖြစ်တဲ့အတွက်သွားခွင့်ရဖို့မျှော်လင့်ချက်နေသွားပြီလို့အလုံးကလန်းလာမှာကိုစောင့်ဆိုင်နေတဲ့အမျိုးသမီးတယောက်ကပြောပါတယ် တောင်ကိုရီးယားနိုင်ငံကအလုံရှင်တွေအနေနဲ့ဆောက်လုပ်ရေး၊ကုန်ထုတ်၊စက်ပြိုရေးနဲ့မွေးမြူရေးလုပ်ငန်းတွေအတွက်မြန်မာအမျိုးသားလုပ်သားတွေကိုအဓိကခေါ်ယူနေတာဖြစ်ပါတယ်ရှင်။ဘယ်လာရုစ်သမ္မတလူကာရှန်ကိုရဲ့ခီးစင်နဲ့ပတ်သက်ပြီး နေပြည်တော်မှာစစ်တပ်ကလုံခြုံရေးအင်အားတွေတုံ့ပြန်ပြီးမြို့အဝင်အထွက်တွေကိုတင်းကျပ်နေတယ်လို့ဒေသခံတွေကပြောပါတယ်။ ဘယ်လာရုစ်သမ္မတလူလာရှန်ကိုဟာစစ်ကောင်ဆောင်ရဲ့ဖိတ်ကြားမှုအရအခွင့်အရေးပိုင်းတွင်နေပြည်တော်ကိုလာဖို့ရှိနေပြီးလုံခြုံရေးအရသတင်းအထိကြတော့ထုတ်ပြန်ခြင်းမရှိသေးပါဘူး။ဒါပေမဲ့လည်းလူကာရှန်ကိုရဲ့ခီးစဉ်အတွက်နေပြည်တော်ပတ်လည်မှလုံခြုံရေးတွေတွန်းမြစ်ဆောင်ရွက်နေတယ်လို့ဆိုပါရတယ်။ ဘယ်လာရုစ်နိုင်ငံဟာစစ်တပ်နဲ့ထိတွေ့ဆက်ဆံရေးရှိတဲ့နိုင်ငံအနည်းငယ်ထဲကတစ်ခုဖြစ်ပြီးစစ်ကောင်စာရဲ့ရုရှားနိုင်ငံခီးစစ်အတွင်းမှလည်းဘယ်လာရုစ်နိုင်ငံကိုတွားရောက်ခဲ့ပါသေးတယ်။လူကာရှန်ကိုရဲ့အခုခီးစစ်ဟာမြန်မာနိုင်ငံမှာ2021ခုနှစ်စစ်တပ်ကအာဏာသိမ်းအပြီးဥရောပခေါင်းဆောင်တွေကပထမဆုံးအကြိမ်အဖြစ်လာရောက်လဲပတ်မှုလဲဖြစ်ပါတယ်ရှင်။ ပြင်းထန်ဝမ်းရောဂါအကြောင်းပိတ်ထားတဲ့ပလဝမီဇိုရန်နယ်စပ်ကုန်သွယ်ရေးလမ်းတွေကိုနှစ်ဖက်အာဏာပိုင်တွေကပြန်ဖွေးပေးလိုက်ပါပြီ။တစ်ဖက်မှာလည်းရောဂါကူးစက်မှုအခြေအနေတွေကိုအကောင်းဆုံးထိ ंछ ုံနိုင်ခဲ့တဲ့အတွက်ဆွေးအိမ်စာတွေတော့မရှိတော့ဘူးလို့ဒေသခံကာသမားတွေနဲ့ကုန်သည်တွေကပြောဆိုကြပါတယ်။ကေခိုင်တရေပြဖို့ထားပါတယ်ရှင်။ မခိုင်ပြည်နယ်ကနေတဆင်ချင်းပြည်နယ်ပလက်ဝေါမြို့နယ်နဲ့အိန္ဒိယနိုင်ငံမီဇိုရယ်ပြည်နယ်ကိုဆက်သွယ်ထားတဲ့နေဆက်ကုန်သွယ်ရေးလမ်းကြောင်းကိုဝမ်ပြန်ဝဲလျှော်ရောဂါကူးစက်မုန်းလုံးများလာတဲ့အတွက်နှစ်ဖက်အာဏာပိုင်တွေကပြီးခဲ့တဲ့နိုဝင်ဘာလ13ရက်ကနေ24ရက်နေ့အထိယာယီပိတ်ပင်ထားခဲ့ပါတယ်။ဝမ်ရောဂါကူးစက်မုန်းလုံးတွေကိုအကောင်ဆုံးထိန်းချုပ်ထားလိုက်ပြီးဖြစ်လို့နှစ်ပတ်ကြာပိတ်ထားခဲ့တဲ့အဲ့ဒီလမ်းကြောင်းကို နိုဝင်ဘာလ25ရက်နေ့မှာပြန်လည်ဖွင့်လှစ်ပေးလိုက်ပြီးဖြစ်တယ်လို့ဒေတာခန်ကာသမားတွင်နဲ့ကုန်သေးတွေကပြောဆိုကြပါတယ်။ဒေတာခန်ကုန်သေးတယောက်ရဲ့စာနဲ့ဖြည့်ကြားချက်ကို DPP သတင်းထောက်ကအသံအစာထိုးဖက်ကြားပေးထားပါတယ်။အိန္ဒိယပလောက်ဝကုန်သေးရေးလမ်းကတော့ဒီနေ့ကစလို့အရင်လိုပြန်ဖွင့်လိုက်ပါပြီ။ပိတ်နေတဲ့ကုန်ကားတွေလည်းသွားလာနေကြပါပြီ။ဂျမိုင်းကိစ္စနဲ့သွားကြသူတွေလည်းပြန်လာနေကြသလိုတချို့ဆိုရခိုင်ကရောက်နေကြပါပြီ။တီးရတဲ့လောက်တော့ယောဂါကတော့လုံးဝပျောက်ကင်းသွားတာတော့မဟုတ်သေးပါဘူး။ ဒါပေမဲ့ကူးစက်မှုနှုန်းကတော့ကျကျသွားပြီလို့သိရပါတယ်။ဘလဝဘတ်မှာလည်းယောဂကူးစက်မှုဖြစ်ပွားခဲ့တဲ့နေရာတွေမှာတော့ကုသမှုပိုင်းတွေကိုအချိန်ပြည့်စောင့်ကြည့်ပြီးကုသပေးနေတယ်လို့သိရပါတယ်။ယောဂကိုတော့အကောင်းဆုံးထိန်းချုပ်နိုင်ခဲ့လို့ကုန်တယ်တွေကြားမှာစိုးရိမ်မှုတော့မရှိပါဘူး။ပလဝမီဇိုရဲကွန်သွေးရဲ့လမ်းကြောင်းရှိရာပလဝခရိုင်ရှင်လဲဝဒေသမှာဝဲယောဂါဖြစ်ပေါ်သူရာချီရှိခဲ့ပြီးအိန္ဒိယဖက်ချမ်းမှာလည်းတည်ဆုံသူတွေရှိခဲ့တဲ့အတွက်အဲ့ဒီလမ်းကြောင်းကိုယာယီပိတ်ထားခဲ့ရပြီးကုန်သေးရာနဲ့ချီပိတ်မိခဲ့ကြပါတယ်။ ဒါကြောင့်ပိတ်မိနေတဲ့ကုန်တွေဟာကုန်ပစ္စည်းပျက်စီးဆုံးရှုံးမှုရှိခဲ့တယ်လို့ပဲဒေတာတွေမှလည်းကုန်ပစ္စည်းပြက်လက်တာနဲ့ကုန်စင်းတို့မြင့်တက်တာတွေကိုရင်ဆိုင်ခဲ့ကြရပါတယ်အခုလိုပလက်ဝမီဇိုရန်နေဆက်လမ်းကြောင်းပြန်ဖွင့်တဲ့အတွက်ရခိုင်ကကုန်သေးတွေကပို့အဆင်ပြေတော်တယ်လို့ပြောဆိုမှုတွေလည်းရှိနေကြပါသေးတယ်။အော်လမ်းဖွင့်ပြီဆိုရင်တော့ကောင်းတာပေါ့နော်လမ်းပိတ်ထားတယ်ဆိုတော့ ဒီမှာပစ္စည်းလာဝယ်တဲ့သူတွေကနေစည်းစားစရိတ်တွေကတအားစည်းကြီးတယ်တဲ့เนาะသူတို့ခန်းခါတွေရောအဆင်မပြေဘူးအခုပစ္စည်းဝယ်ပြီးတော့အခုဆင်းရတာပို့ပြီးတော့အဆင်ပြေရဲ့အဲ့လိုဝမ်းရောကဖြစ်လို့ပိတ်တော်တုံးကဆင်းရလေဒီမှာပစ္စည်းလာဝယ်တဲ့ရခိုင်တွေကတအားဒုက္ခရောက်ကြတာပစံတွေပါတယ်ပစံတွေလည်းမလောက်တော့ဘူးအဲ့လိုမျိုးလေအခါခေတံမြတ်ကားကိုခုံရတာမန်ဟာတလောက်ထက်ကိုဇေယိုက်တွေကပူတော့တာပေါ့နော်ခုမရောင်းရင်လေပစ္စည်းရောင်းရတာကကိုထန်တလောက်မမြတ်တာနဲ့ပါနဲ့ဆိုတော့ ဒီမှာရရှိနေရင်တော့အဆင်မပြေဘူးပစ္စည်းထားတဲ့သူတွေအတွက်ကြာတော့ပစ္စည်းမြန်မြန်ဝေပြီးရမြန်မြန်ပြန်ရတာပိုပြီးအဆင်ပြေတယ်ပလဲဘောမင်းဆိုရန်ကုံသွေးရဲလန်းချောင်းဟာရခိုင်ကအေးထင်းချုပ်ထားတဲ့ဒေသတွေမှာလိုအပ်တဲ့အခြေခံစာနေရိခါနဲ့ဆေးဝါးတွေရရှိနိုင်ဖို့အဓိကမိကိုအားထားနေရတဲ့အရေးပါတဲ့ကုံသွေးရဲလန်းချောင်းလေးဖြစ်ပါတယ်။ကျမကေခိုင်ပါ ယူကရိန်းအတွက်အမေရိကန်ရဲ့အချက်28ချက်ပါငြိမ်းချမ်းရေးအစီအစဉ်ပေါ်ဥရောပရဲ့တံမြန်အဆိုပြုချက်ဟာအပြုသဘောမဆောင်ပဲရုရှားအစိုးရအတွက်အလုံးမဖြစ်ဘူးလို့ရုရှားသမရနန်တော်ဂရမ်လင်ကနိုဝင်ဘာ24ရက်မှာပြောလိုက်ပါတယ်။ပြီးခဲ့တဲ့သတင်းဘက်ကအမေရိကန်ရဲ့အချက်28ချက်ပါငြိမ်းချမ်းရေးအစီအစဉ်မူကြမ်းထုတ်ဝေမှုဟာနေတိုနယ်မြေနဲ့ငြိမ်းချမ်းရေးသဘောတူညီချက်ရဲ့အချိန်ကာလအပေါ်ရုရှားရဲ့အဓိကတောင်းဆိုချက်တွေကိုအမေရိကန်အစိုးရကလက်ခံလိုက်ပြီလားဆိုတဲ့ဆိုရင်ချက်တွေ ယူကရိန်းနဲ့ဥရောပအင်အားကြီးနိုင်ငံတွေကြားမှာပိုနက်နက်ရှရှိုင်းပေါ်ပေါက်စေခဲ့ပါတယ်။ရိုက်တာသတင်းဌာနကတွေ့ခဲ့တဲ့မိတ်တူတစားအရဥရောပအစီအစဉ်ဟာမြောက်အတ္တလန္တိတ်စီးရင်မှာမိတ်အဖွဲ့နေတိုးနဲ့နေမြေဆိုင်ရာအဓိကအချက်တွေရဲ့အသေးပေနဲ့အရေးပါပုံကိုတည်တည်တသာပြောင်းလဲစေပါတယ်။ ဥရောပအစီအစဉ်ဟာပထမတစ်ချက်ကိုကြည့်လိုက်ရင်တော့လုံးဝအပြုတ်သဘောမဆောင်ပဲကျွန်တော်တို့အတွက်အလုံးမဖြစ်ပါဘူးလို့ခရမလင်နိုင်ငံခြားရေးမူဝါဒလက်ထောက်ယူရီယူရှာကော့ဖ်ကမော်စကိုမြို့တော်မှာသတင်းထောက်တွေကိုပြောခဲ့ပါတယ် ယူကရိန်းငြိမ်းချမ်းရေးအတွက်အမေရိကန်ရဲ့အဆိုပြချက်တွေဟာပြည်ပခဖြစ်ရှိရေးရဲ့အခြေခံဖြစ်နိုင်ပေမဲ့ယူကရိန်းအစိုးရကအစီအစဉ်ကိုညှိပယ်ခဲ့ရင်ရုရှားတပ်ဖွဲ့တွေက ပိုတိုးတက်သွားလိမ့်မယ်လို့ရုရှားသမ္မတဗလာဒီမာပူတင်ကတောက်ကြနေမှာပြောခဲ့ပါတယ်ရှင်။ DPP ရုပ်မြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါ။ကျွန်မကတော့ချစ်ချိုဆမ်မကျေးဇူးတင်ပါတယ်ရှင်။